မင်္ဂလာပါရှင်ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းတဲ့နေ့ကိုတင်ဆက်ပေးပါမယ်ရှင်ရန်ကုန်မှာစစ်ကောင်စီကတကောင်စင်းကောက်ယူမှုအတွက်ရဲနဲ့စစ်သားတွေအပြင်ပြည်စောထင်းနဲ့ပြည်သူစစ်တွေအများပြားပါပါဝင်တဲ့အတွက်ကြောက်လန့်ကမိကုန်းတွေကိုဖြေဆိုနေရတယ်လို့ပြည်သူတွေကပြောပါတယ် ဗုဒ္ဓလင်မှာစစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုတိုက်ခိုက်ချေမှုမှုစစ်သား35ဦးသေသွားပြီး46ဦးကိုအရှိန်မိကလက်လက်မျိုးစုံ56လက်ကိုတိမ့်ဆဲရရှိရလို့တရားဝင်ထုတ်ပြန်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့ရန်ကုန်မှာစစ်ကောင်စီကတကောင်စင်ကောက်ရွာမှာရဲနယ်စစ်သားတွေပြင်ပြူစောထင်းတဲ့ပြည်သူစစ်တွေအများပြားပါပါဝင်တဲ့အတွက်ကြောက်လန့်ကမိဘုံတွေကိုဖြစ်ဆိုခဲ့ရလို့တာဝန်မြို့နယ်နဲ့ကမောင်းမြို့နယ်ကပြည်သူချုပ်ကရန်ကုန်ခေတ္တတင်နာကိုပြပြပါရတယ်။အော်တိုဘာလာတရက်နေ့မနေ့ခုနှစ်နိုင်ကနေစတင်ပြီးစစ်ကောင်စီကနိုင်ငံတော်တကောင်စင်ကောက်ရွာနေရာဖြစ်ပြီးရန်ကုန်တိုင်းမှာလည်းကောက်နေရလို့လည်းသိရှိရပါရတယ်။လူနေထူထပ်တဲ့ကမောင်းမြို့နယ်တာဝန်မြို့နယ်လို့မှဆိုရင်တကောင်စင် င်းကောက်ရွာမှာရဲနယ်စစ်သားတွေအပြင်ပြည်သူစစ်နယ်ပြူစောထရီကပါလက်နက်တွေကန်ဆောင်လိုက်ပါလာတယ်လို့သိရပါဗျ။ဒါအပြင်ထွေအုပ်စစ်သားရဲလောက်ဝကနဲ့ကြောင်စိန်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ဆီယမတအူးလည်းပါဝင်လာပြီးစစ်သားနဲ့ရဲကရှေ့မှာထိုင်ကြည့်နေတာကြောင့်မိဘတွေမဖြေခြင်းပဲဖြေရတယ်လို့မသိပါဘူးလို့ပြောလဲမရပဲအတင်းချင်းချောက်ကမင်းနေတယ်လို့ပဲလို့တာဝန်မြို့နယ်ကပြည်သူတို့ကပြပြပါဗျ။လားတို့ကမောင်မြို့နယ်မှာလည်းရဲနဲ့ရက်ကွက်ကပြူစောတိအချို့ကတ ကောင်စင်းကောက်ယူတဲ့အဖွဲ့နဲ့ပါလာပြီးမေးခွန်းတွေကိုမဖြေဆိုခြင်းပေမဲ့လည်းအတင်းကျပ်မေးတဲ့အတွက် ဖြေဆိုခဲ့ရလို့ကပောင်းမြွနယ်ကပြည်သူကရှင်းပြပါဗျ။မေးမြန်းတဲ့မေးခွန်းတွေဆိုရင်ဝင်ငွေဘလောက်ရှိလဲ၊ရွှေရှိလားဆိုတာတွေကအစမေးမြန်းနေတာကြောင့်တကောင်စင်းကောက်တာလားစစ်မင်းနေတာလားမကွဲပြားဘူးလို့ကပောင်းမြွနယ်ကအင်ရှင်မတိုးကပြောပါတယ်ရှင်။ ဒီတခါမှာတော့အာရခတက်တော်အေအေသိမ့်ပိုက်ဖို့ကြံရှိနေတဲ့ရခိုင်ပြည်အတွင်းကစစ်တွေတောင်ကဂေါ်မန်အောင်နဲ့အမ်းမြနယ်တို့မှာစစ်ကောင်စီကသကောင်စင်ကောက်နေတယ်လို့ဒေသခံပြည်သူတွေကပြောပါရယ်သကောင်စင်ကောက်ရမှာလဲရဲနယ်စစ်တပ်ကလုံခြုံရေးယူပေးပြီးမနေ့ကအော်တိုဝါလာတရက်မနေ့ရှင်းနိုင်ကနေစတင်ကလူဝင်မှုကြည့်ကြရေးလာဝကဌာနကသကောင်စင်ကောက်နေတယ်လို့ဒေသခံတွေကပြောပြပါရယ်အာနာသိန်းစစ်ကောင်စီက2024ခုနှစ်သကောင်စင်ကိုအော်တိုဝါလာတရက်နေ့ကနေ15နှစ်အတွင်းအပြေးကောက်ယူသွား ယ်လို့လည်းကြေညာထားပါဗျ။ရခိုင်မှာမြို့နယ်ပေါင်း18မြို့နယ်ရှိတဲ့အထက်ကနေ17မြို့နယ်ကိုအေအေကတိုက်ခိုက်သိမ်းပိတ်ထားပြီးဖြစ်တဲ့အပြင်တကောင်စင်းကောက်ယူနေတဲ့မြို့တွေမှာလည်းလူမရှိတဲ့အိမ်တွေကများနေတဲ့အတွက်အပြည့်အစုံရမှာမဟုတ်ဘူးလို့ဒေသခံပြည်သူတွေကပြောပြပါဗျ။မွန်ပြည်နယ်အပါအဝင်ကရင်ကရင်နီချင်းနေသားနဲ့တိုင်းနေသားတွေမှာစစ်ကောင်စီကတကောင်စင်းကောက်ယူတာကိုသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းတွေကဆန့်ကျင်နေကြတာဖြစ်ပြီးအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကလည်းဆန့်ကျင်တိုက်ဖြတ်သွားမယ်လို့ထုတ်ပြန်ကြေညာ ာဖားပါရရှင် ချင်းပြည်နယ်တရင်တဘောက်ကိုတင်ဆက်ပေးကြပါမယ်။ချင်းပြည်နယ်မင်းတပ်မျိုးအနောက်ရက်ကွယ်ဘင်းအောင်လမ်းကွယ်ကမင်းတပ်မတူပြီးကားလမ်းမကြီးတခြားနေအိမ်တွေကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးနေပြီးမင်းငိမ့်ဖို့လာတဲ့ပြည်သူတွေကိုလိုက်လံပစ်ခတ်တိုက်ခိုက်နေတယ်လို့ဒေသတွင်းသတင်းမြစ်တွေကပြောပြပါရယ်။မင်းတပ်မျိုးခလရ294တရင်ကအကြမ်းဖက်စစ်သားတွေဟာဓာတ်စီတွေတည်ယူလိုက်ပြီးမင်းတပ်မတူပြီးကားလမ်းမကြီးတခြားကပြည်သူပိုင်နေအိမ်တွေကိုတရင်တက်စင်းမီးရှို့ဖျက်ဆီးနေကြတာလည်းဖြစ်ပါရယ်။ဒါအပြင်မိသက်ဖို့ကြိုး စားတဲ့မြို့နေပြည်သူတွေကိုလည်းအကြက်ဖက်စစ်တပ်ကတနက်နဲ့လိုက်လံပစ်ခတ်တာကြောင့်မင်းငိမ်တက်နိုင်ခြင်းမရှိဘူးလို့သိရပါဗျ။မနေ့ကညနေပိုင်းထိအင်ဂျီ40ခန်းမီးလောင်ပျက်စီးသွားပြီလို့လည်းဒေသခံပြည်သူတွေရဲ့လူမှုကွန်ရက်မှာရေးသားထားကြရာသိရှိရပါဗျ။အကြက်ဖက်စစ်ကောင်စီကမင်းတပ်မြို့ကိုစတေမောလာအတွင်းမီး6ကြိမ်ရှို့ခဲ့တာဖြစ်ကြောင်းဒေသတွင်းသတင်းမှတ်တမ်းတွေအရသိရှိရပြီး ဩဂတ်လ22ရက်နေ့ကနေစက်တင်ဘာလ29ရက်နေ့အတွင်းအကျန်းဖက်တပ်သားတွေရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်လူနေအိမ်36လုံးမီးတောင်ပျက်ကျခဲ့ရလို့လဲ CDF မင်းတပ်ကထုတ်ပြန်ထားပါတယ်။အဲဒီလိုမီးရှို့ဖျက်ဆီးတဲ့အပြင်လေကြောင်းတက်ခတ်မှုတွေပေါ်မှာဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပြီးစက်တင်ဘာလနဲ့ဩဂတ်လတွင်လေကြောင်းတက်ခတ်မှု44ကြိမ်ပြုလုပ်ခဲ့လို့လဲသိရှိရပါတယ်။အဲဒီလိုလေကြောင်းတက်ခတ်မှုကြောင့်ပြည်သူတို့ဟာထိခိုက်ဒဏ်ရာရှိခဲ့ကစက်တင်ကြောင်း2ကြောင်းဘောဓာဆောင်၄ဆောင် ပြည်သူနေအိမ်ကိုလုံထိခိုက်ပျက်စီးခဲ့ရလို့ CDF မင်းတပ်ရဲ့စက်တင်ဘာလ29ရက်နေ့ကထုတ်ပြန်ထားပါရရှင်။ မန္တလေးရဲ့တရင်တဘောကိုတက်ဆက်ပေးကြပါရစေ။မန္တလေးမြို့ခေါဝွန်စိတ်ကန်းကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်သင်္ဘော၃စီးကို ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာလက်စည်းထိမှန်ပြီးနောက်ပြန်ဆုတ်ပြေးသွားတယ်လို့ Unicorn ပျောက်ကြားတပ်ဖွဲ့စီကနေသိရပါရစေ။တဒေမာလာ၂၈ရက်နေ့ကကချင်ပြည်နယ်ကနေစုံစင်းလာတဲ့စစ်သင်္ဘော၅စင်းကိုကျူးစို့ဖို့မန္တလေးခေါဝွန်စိတ်ကန်းနေထွက်ခွာလာတဲ့စစ်သင်္ဘော၃စင်းကို ARB မြို့တွင်းမြစ်တွင်းတနေရာကနေအသင့်ဆောက်ကြိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာလက်စည်းဟာထိမှန်ပြစ်စီသွားခဲ့ပြီးကြံတစည်းသာ၈၀တက်ပြီး ်သွားရအောင်ကြိုးစုံနိုင်ခဲ့လို့လည်းသိရှိရပါတယ်။အဲဒီလိုနောက်ကြောင်းပြန်ဆုတ်ပြေးသွားတဲ့စစ်သင်္ဘောနစီးဟာနီးစရာအကန်းကိုအမြန်ကပ်ပြီးလက်လက်ကြီးလက်လက်ငယ်တွေရန်တန်ပစ်ခတ်ကသင်္ဘောပြက်စီးမှုကိုအမြန်ပြုတ်ပြင်ပြီးဂုံးဝင်စိတ်ကန်းကိုပြန်လှည့်သွားလို့လည်းသိရပါတယ်။ကချင်ပြည်နယ်ကနေဆင်းလာတဲ့စစ်သင်္ဘောတွေကလည်းတိုက်ခတ်ခံရမှာကိုကြောက်ရွံ့ကအခြားရေလမ်းကြောင်းပြောင်းကာစုံစင်းသွားလို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့ပေးပို့သူရဲ့အချက်အလက်တင်နေရာတွေပေါက်ကြားမှုမရှိအောင်ဖန်တီးထားတယ်။ online ဖေးသည့်စာတိုက်ပုံးအစီအစဉ်ကိုဆက်တင်လိုက်ပြီဖြစ်ပြီးဝင်ရောက်ပါဝင်ပေးပို့ကြဖို့ဖေးသည့်စာတိုက်ပုံးအစီအစဉ်တာဝန်ရှိသူတို့ကပြောပါရတယ်။အဲ့ဒီဖေးသည့်စာတိုက်ပုံးအစီအစဉ်ဟာစစ်ရှုံးကောင်စီရဲ့အတွင်းသတင်းတွေ၊ဌာနတွင်းသတင်းတွေ၊စစ်ရေးသတင်းတွေတော်လိုင်းအင်အားစုတွေစီကိုလုံခြုံစိတ်ချရတဲ့လမ်းကြောင်းနဲ့ ပေးပို့နိုင်မဲ့ဤပညာတစ်ခုဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဖရဲဒီစတိုက်ပုံးကိုတိုင်းစုံမတူညီတဲ့ကမ္ဘာနိုင်ငံအသီးသီးက IT ပညာနဲ့တင်ကြားလုပ်ကိုင်နေကြတယ်။မြန်မာចောင်းသားတွေကလည်း IT ဤပညာနဲ့ပေါင်းဆက်ထုတ်လုပ်ထားတာလည်းဖြစ်ပါတယ်။ဖရဲဒီစတိုက်ပုံးဟာစစ်ရှုံးကောင်စီရဲ့အတွင်းရေးသတင်းတွေကိုတော်လိုင်းအင်အားစုတွေစီကိုအချိန်နဲ့တပြေးညီရောက်ရှိသွားအောင်ဤပညာနဲ့ချိတ်ဆက်ထားတာလည်းဖြစ်ပါတယ်။စာပုံနဲ့ဗီဒီယိုဖိုင်တွေကိုတစ်ခါတည်းပေးပို့နိုင်အောင်စီစဉ်ချိတ်ဆက်ထားတယ်လို့လည်းသိရှိရပါတယ်။ဖရဲဒီစတိုက်ပုံးအစီ ီစဉ်ဟာတော်လန်ရဲ့အချိုးကွဲတစ်ခုအတွက်နိပညာနဲ့ပေါင်းဆက်ကအချိန်ကိုက်ထွက်ရှိလာတာဖြစ်တယ်လို့ဖျားသီးစာတိုက်ပုံအစီအစဉ်ကတာဝန်ရှိသူတို့ကပြောပြပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့စကိုင်းတိုင်းပုတ္တလင်မြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုတိုက်ခိုက်ချေမှုရပါစစ်သား35ဦးကတေသွားပြီး46ဦးကိုအရှင်ဖမ်းဆီးရမိတယ်လို့ပကဖသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်စတင်ပေါင်းက30နေမှာအကြမ်းဖက်စစ်တပ်ရဲ့ကူတော်စခန်းကနေထွက်ခွာလာတဲ့အင်အား80ဝန်းကျင်ခန့်ပါတဲ့အကြမ်းဖက်စစ်ကြောင်းကိုမြို့နယ်ပကဖပြည်သူ့ကာကွယ်တပ်မတော်မုံရံခန့်အမှတ်20တရင်တို့ပအဝင်တဲ့မဟာမိတ်အင်အားစုပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ည်းသိရှိရပါတယ်။တိုက်ပွဲတွေမှာအကြမ်းဖက်တပ်သား35ဦးဟာတေသွားတာဖြစ်ပြီး46ဦးကိုစစ်တုံးပန်းဖြင့်ဖမ်းဆီးရမိခဲ့တဲ့အပြင်လက်လက်ငယ်58လက်60မမစိန်ပြောင်းနှစ်ခု drone စီးပြင်ဂျမ်းမာအကြီးတစ်ခုနဲ့ကြီးအများပြားကိုလည်းတင်ဆက်ရရှိခဲ့လို့သိရှိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုအပြက်ချေမုန်းခဲ့တာဟာမြေပြတ်မှာပထမဆုံးတိုက်ပွဲဖြစ်ပြီးအတင်းအဓမ္မစုဆောင်းထားပြီးရှေ့တန်းကိုပို့ဆောင်ထားတယ်။တပ်သားတပ်တွေနဲ့စစ်တိုက်ဖို့အလုပ်မဖြစ်နိုင်တာကို ပြတ်တနေတာဖြစ်တယ်လို့လည်းပကဖသတင်းမြစ်ကပြောပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကြတော့ရန်ကုန်ခေတ်သက်ရမနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။